ယူနိုက်တက်တင်ရဲ့ twin goal တွေအတွက်ဒီကြအားထားရဖြစ်လာတဲ့ Bruno Fernandes မယူနိုက်တက်တင်ကောင်းဆောင် Bruno Fernandes ကသူ့ဘောအသင်းကောင်းဆောင် Hon Ranking ရဲ့ပြင်းထန်တဲ့ waiver match တွေကလက်တွေ့နဲ့ကန့်ညမှုရှိဘူးဆိုတာကိုတက်တီပြနေပါတယ်နေ့ကကစားခဲ့တဲ့ Manchester United နဲ့ Arsenal တို့ရဲ့တကူတကူစီတည်ကြခဲ့တဲ့ Premier League ပွဲစဉ်မှာ Bruno Fernandes က free kick ကနေတကူသွင်းပြီးအသင်းတော်ဥဆောင်ဂိုးကိုရယူပေးခဲ့ပါတယ်။ Bruno Fernandes အနေနဲ့ Everton နဲ့နှကူနှကူစီတည်ကြခဲ့တဲ့ Premier League ပွဲစဉ်မှာလည်းအခုလိုလပတဲ့ free kick တကူသွင်းယူပေးနိုင်ခဲ့ပြီး သူ့အနေနဲ့နောက်ဆုံးပရီးမီးယားလိ၃ပွဲအတွင်းမှာဖီဂီကနေအတင်းတွယ်ရေးပါတဲ့၂ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်ဟာပရီးမီးယားလိပြန်ပွဲမှာဖီဂီ၃ဂိုးသာသွင်းယူထားနိုင်ပြီးသူ့ရဲ့ဖီဂီ၃ဂိုးတွေကနောက်ဆုံး၂ဂိုးကိုနောက်ဆုံးပရီးမီးယားလိ၃ပွဲမှာသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့အေဘာတန်နဲ့၂ဂိုး၂ဂိုးစီတည်ကြခဲ့တဲ့ပွဲရှိမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲ183ပွဲမှာဖရီးကစ်တစ်ချိန်သာသွင်းယူနိုင်ခဲ့တာပါ။မန်ယူနိုက်တက်အသင်းနောက်ဆုံးစားခဲ့တဲ့ပြီးတွင်းပွဲစဉ်၄ပွဲစလုံးမှာမန်ယူနိုက်တက်အသင်းသွင်းယူခဲ့တဲ့6-6ဂိုးစလုံးကဘရူနိုဖာနန်ဒက်စီကမြင်ပြခံခဲ့တာဖြစ်ပြီး ဒီ6ဂိုးထဲမှာသူကိုယ်တိုင် free kick ကနေ2ဂိုးသွင်းပေးခဲ့ပါတယ်ဒီပရီးမီးယားလိပြိုင်ပွဲမှာ Bruno Fernandes ရဲ့ဂိုးပါဝင်ပတ်သက်မှုက25ချိန်အထိရှိလာခဲ့ပါတယ် Bruno Fernandes ဟာနောက်ဆုံး300ရာစီသက်တိုက်အသင်းအတွက်ပရီးမီးယားလိဂိုး25ဂိုးနဲ့အထက်ပါဝင်ပတ်သက်တာဖြစ်ပြီးဒီလိုဆန်းဆောင်နိုင်တာဒီပြိုင်ပွဲမှာ Liverpool တိုက်စစ်မှုဆာလာနဲ့ Man City တိုက်စစ်မှုဟာလန်တို့နှုတ်ဦးတာရှိပါတယ်ဒီမှာဘယ်လိုတက်တဲ့အမောင်းတို့ချက်ပြတ်ပြီး